တနေ့ကနေသားသမီးမိတ်ဆွေတို့ရဲ့ကန်စားတာ12လပိုင်းတလတာမှာခိုင်းညံ့နေများစွာနဲ့ကြုံရမယ် မိမိရွယ်ထားတာကတမျိုးဖြစ်လာတာကတခြားနဲ့မိမိကိုယ်ကို အားမလို့အားမရဖြစ်နေတတ်ပါတယ်အလောက်ကိုင်းကိစ္စလေးတွေမှာအခက်အခဲအနေငယ်ကြုံပြီးမှအစဉ်ပြေမှုတွေရရှိမယ်အထက်လူကြီးကိုညီမဆမှုတွေရရှိတတ်ပြီးတော့လုပ်ငန်းဝင်မှာလုံဘော်ကင်မတ်များနဲ့တိုက်ခန့်ကိစ္စလေးတွေမကြာခဏကြုံရမယ်မိစွေတို့အနေနဲ့ဘာတုံ့ပြန်မှုမှမလုပ်ဖဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ပဲဘာမှမဖြစ်သလိုဟန်ဆောင်ပြီးနေထိုင်တဲ့ပါတယ် စီးပွားရေးလုပ်ငန်းကိစ္စတွေမှာအပြိုင်ဆိုင်နောက်ရက်တွေများနေပြီးတော့မိမိမျောလင်းသလောက်အဆင်မပြေပဲစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်။တနေ့ကနေသားသမီးမိတ်ဆွေတွေဒီဆန္ဒလာဝိုင်းတလာတာမှာအလုံနေရာပြောင်းရွှေ့ရမယ်။အလုံနဲ့သက်ဆိုင်သောခရီးဝေးတွေသွားရမယ်။တနေ့လာနံလုပ်ငန်းတွေကိုအကြောင်းပြုပြီးတော့အဆင်မပြေတာမျိုးလေးတွေခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်။ ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေငွေကြေးအကူအညီထောက်ပံ့ကောင်းနေရရှိမယ်။ငွေအလုံးရင်းနဲ့ဝင်လာတတ်တော်လဲမိတ်ဆွေတို့အနေနဲ့ငွေကြေးအကြောင်းပူပန်ရခြင်းငွေကြေးခက်ခဲကြုံရခြင်းဝင်သောငွေမမြဲသလိုမျိုးလေးတွေဖြစ်နေတတ်ပါတယ်။အချီးရီမှာချစ်သူချင်းစိတ်တော်ရာကွဲလွဲနေပြီးတော့မိမိပြောသောစကားကိုတဖက်လူကအကောင်းမမြင်ခြင်းအချီးရီကန့်ညှက်မှုတွေနဲ့ဇက်တိုက်ဆိုသလိုကြုံတွေ့နေရခြင်း ဒေသနာလပိုင်းတလားဒါမှာမိမိချစ်သောသူတွေနဲ့လဲခွဲခွာရမယ်အကြောင်းကိစ္စတွေနဲ့လဲကြုံရတတ်ပါလေအိမ်အောင်ကြီးမှာမိမိအိမ်အောင်ဘက်ကနားလဲမှုပေးတော်လဲအိမ်အောင်ဘက်ရဲ့ဆွေမျိုးမိသားစုဝင်များကြောင့်စိတ်အခမ်းမသိစရာအကြောင်းကိစ္စလေးတွေမကြာခဏကြုံရတတ်ပါလေ ။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့သားသမီးယရနာတွေဝင်လာတတ်တယ်လို့သားသမီးနဲ့ပတ်သက်သောသတင်းကောင်းတွေကြားရတတ်ပါတယ်။လူမှုရေးကိစ္စတွေမှာလူရင်းလူယုံများကြောင့်ပူပင်သောက ရောက်ရတတ်ပြီးတော့မိမိဘက်ကဘလောက်ပဲမေတ္တာစိတ်မေတ္တာမှန်နေပေးပေးတဖက်လူကမိမိအပေါ်မှာနော်နောက်ကျောကိုဓာတ်နဲ့ထိုးတာမျိုးပြီးသွားတဲ့ခါကျရင်ကြောက်တော့တာမျိုးလေးတွေပြီးတဲ့ခါကျလို့ရှိရင်ရှိသမျှအဖြစ်တွေကိုကိုယ်ကိုပုံချတာမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ် ။အနေငွေသားသမီးမိတ်ဆွေတွေပညာရေးအကြောင်းစာတွေပေါ်မှာစိတ်မပါတယ်လို့မျိုးအာယုံဆိုက်၍မရနေတာမျိုးလေးတွေဖြစ်နေမယ်။ပညာရေးမှာကြိုးစားသလောက်မိမိကိုယ်ကိုအားမလိုအားမရဖြစ်နေပြီးတော့စာမုံးဝဲရမှတ်တွေနည်းနေတတ်ပါလေ။ကျမ်းမာရေးနေတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအစာမကြေဖြစ်ခြင်းမျက်စိယောဂါခါနာခြင်းခြေထောက်နာခြင်းသွေးနယ်ပတ်သက်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာဝေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစီဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစီဖို့ဆိုလို့ရှိရင် အမျိုးသမီးတဦးကိုပန်း၁၁ပွင့်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ဝေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စူးတောင်းပြီးတော့လက်ဆောင်ပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ7လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်9ရက်10ရက်နစဲနဲ့နှစ်ရက်နေဒီမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ခံကောင်းတွေအကူအညီကောင်းလေးတွေဝိဆွေတို့လှုပ်ဆောင်တဲ့ကိစ္စတွေမှာအဆအဆရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာဝိုင်းတလားဒါမှအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၄ရက်၆ရက်၂၀နဲ့၆ရက်နေတွေကို အရေးကြီးကိစ္စတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၂လပိုင်းပလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့သုံးဆောင်အဝိစာဖြစ်စည်းတွေမှာကြံရည်ရောင်ကော်ဖီရောင်ပါတော့ lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ធីဝါသနာပါလို့ធីကန်ဆန်းကျင်တယ်ဆိုရင် မိတ်ဆွေတို့ကန်ဆန်းမဲ့ធីနံပါတ်မှာခွန်စတစ်ဆုံးပါသော lucky number ကလေးတွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ7လပိုင်းတလားဒါမှညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့6နာရီရနေပြီးတော့9နာရီပြည့်မှာမြက်စွာဖျားရှင် ကိုတော်မြတ်ကြီးကိုကိန်းမုံ17ရက်တော့မဟုတ်ကော်ဖီ17ခွက်တော့မဟုတ်ငပြောသီးမဲ့17လုံးလူနှမ်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအစဉ်ပြေသေးဖို့စူးတောင်းမေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းဆိုတဲ့ဒလတာမှာအစိုးအញ្ញဟူသမျှဝေးလွှင့်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေ။ မိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့လည်းပဲเนาะအစဉ်ပြေမှုတွေရရှိပြီးတော့အယောင်းဝယ်လောက်ကိုင်းသူတွေဆိုရင်လည်းရောင်းမန်းသာ၍ဝယ်မန်းခပြီးတော့ဝေကြီးလက်လာပါတင်နေလေပေါများစွာဝေမာစီတို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့တလားစာဟောစနဲဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်